ဂျပန်နိုင်ငံမှာရိုးရာအရာရောဌာနဤပုံရင်တွေအရာရောဂျပန်လူမျိုးတွေယုံကြည်ထားကြရဲ့မကောင်းဆိုးဝါးတွေတရေသစီပြီဆိုတာကအများကြီးရှိကြပါတယ်။အဲ့ဒီထဲကမှဂျပန်လူမျိုးတွေဒီနေ့အချိန်ထိကြောက်လန့်နေကြတဲ့နမယ်ကြီးမကောင်းဆိုးဝါးတရေငါးခေါင်အကြောင်းတိဆက်ပေးတော့မှာဖြစ်ပါတယ်။ဗီဒီယိုလေးမစခင်မှာ channel လေးကို subscribe လုပ်အပ်သရင် subscribe လုပ်ပြီးတော့ဗီနာနိုဒီဘဲလို့လည်းနှိပ်ခဲ့ပေးပါအောင်နော်။ဒါဆိုကျမနဲ့အတူတူဂျပန်တရေတွေစီတွားလိုက်ကြရအောင်ရှင်။ ထမဆုံးတရေကတော့ဘိုရူဘူရူလို့ခေါ်တဲ့အကြောက်တရားကို စားသုံးတဲ့မကောင်းဆိုးဝါးပဲဖြစ်ပါတယ်။ဘိုရူဘူရူကတရေဆိုတာထက်မကောင်းဆိုးဝါးလို့ပြောရင်ပုံမှန်ပါလိမ့်မယ်။ဂျပန်လူမျိုးတွေကြောက်လန့်တဲ့အခါမှာထွက်လာတဲ့အတန်ကိုအစွဲပြုတ်ပြီးတော့သူ့ရဲ့နာမည်ကိုဘိုရူဘူရူလို့ပေးထားတဲ့ဖြစ်ပါတယ်။အဲ့ဒီမကောင်းဆိုးဝါးပေါ်ကလဘုံကထူးဆန်းပါတယ်။လူတယောက်ကအရန်ကြောက်လန့်နေတဲ့အခါမျိုးမှာဒီမကောင်းဆိုးဝါးကထွက်ပေါ်လာတတ်ပါတယ်။ ပြီးတာနဲ့ကြောက်နေတဲ့သူရဲ့လေကုတ်ကိုဖျင်းချင်းစွာပုတ်တက်ပြီးတော့စက်သိန်းကြီးထားတဲ့အထိကြောက်လန့်ငောင်းလှုပ်တာပါအဲ့ဒီကနေတဆင့်ဖြစ်ပေါ်လာတဲ့အကြောက်တရားတွေကိုသူကအစာတုံးတာပဲဖြစ်ပါတယ်အရှင်းဆုံးပြောရမယ်ဆိုရင်တော့လူတယောက်ကြောက်နေတဲ့အခါအဲ့ဒီမကောင်းဆိုတာထားလာမယ်ပြီးရဲ့အဲ့ဒီလူကိုကြောက်အောင်ပို့လို့မယ်ဖြစ်ပေါ်လာတဲ့အကြောက်တရားတွေကိုသူကစားသုံးတယ်ဒီလိုနဲ့ပဲမပြီးဆုံးနိုင်တဲ့တန်တရားနယ်နေတဲ့သဘောမျိုးပဲဖြစ်ပါရဲ့ နောက်ထပ်တစ်မျိုးကတော့ဖူနာယူရီလို့ခေါ်တဲ့တရေတင်းမောသားတွေပဲဖြစ်ပါတယ်။ဒီဖူနာယူရီတွေကပင်လယ်ထဲမှာအုပ်စုလိုက်နေတဲ့တရေတင်းမောသားတွေပဲဖြစ်ပါတယ်။သူတို့ကရင်နစ်ပြီးတော့တည်သွားတဲ့တင်းမောသားတွေဖြစ်ပြီးတော့ပင်လယ်ထဲမှာသွားလာနေတဲ့လူတွေကိုတပ်ပစ်ပြီးသူတို့ရဲ့အဖွဲ့ဝင်ဖြစ်လာအောင်လုပ်တာပါ။ပင်လယ်ခရီးသွားနေရင်လည်းရုတ်တရက်အမျိုးတွေထူလာပြီးတော့တင်းမောတစည်းပေါ်လာမယ်ဆိုရင်တော့တေဖို့က80ရာခိုင်နှုန်းတေချာနေပါပြီ။ ။ဘာလို့လဲဆိုတော့သူတို့ရဲ့တရေတင်မောကြီးကခရီးသွားတွေရဲ့တင်မောနာကိုကတ်လာပြီးတင်မောဘဝလူတွေကိုတက်ဖြတ်ပြစ်ကြမှာပါ။အဲ့လိုနီးနေမှမလာဘူးဆိုရင်တော့တင်မောဖောင်မောကိုတွေ့တက်လာပြီးတော့တင်မောကိုရှီအောက်ထဲထိနှိမ့်မြုပ်သွားအောင်လို့တင်မောဝမ်းပတ်ကိုဖောက်ပြစ်ကြပါတယ်။တခါတလေဆိုရင်လေတရေတင်မမဟုတ်ပဲနဲ့တရေအကြီးကြီးရှိတဲ့ကနေပေါ်လာပြီးတော့ရေအောက်ထဲကအစုံထိနှိမ့်မြုပ်ကြမှာပဲဖြစ်ပါရဲ့ အခုကြည့်နေတဲ့သူလည်းဂျပန်နိုင်ငံရောက်လို့ရေလန်းခီးသွားမယ်ဆိုရင်တော့အဲ့ဒီတရေတင်မောနဲ့မတွေ့အောင်လို့ဆူတောင်းတင်ပါရယ်နော်နောက်ထပ်တစ်မျိုးကတော့ကုနာကီជីជីလို့ခေါ်တဲ့ခလေးငိုတန်နဲ့အဖိုးကြီးတရေပဲဖြစ်ပါရဲ့ကုနာကီជីជីကတော့ခလေးတယောက်လိုမိုနေတဲ့အဖိုးကြီးလို့အဓိပ္ပာယ်ရတာပါဒီတရေဟာဆိုရင်တောနတ်ထဲမှာတေအောင်ဖြစ်တာခံခဲ့ရတဲ့ခလေးတယောက်ရဲ့ဝိညာဉ်ပဲဖြစ်ပါတယ် သူချောက်လက်လက်ပုံစံကတော့ဒေါနတ်ထဲမှာလှည့်လည်သွားလာနေတဲ့ခရီးသွားတွေကခလေးတယောက်ရဲ့ငိုတံကိုစပြီးတော့ကြားရပါတယ်။ပြီးရင်တော့အတန်လာရကိုလိုက်ရှာရင်နဲ့အပင်တွေရဲ့ကြားမှာငိုနေတဲ့ခလေးကိုတွေ့ရမှာပါ။အဲ့ဒီခလေးကိုကောက်ချီပြီးတော့ကိုနဲ့အတူခေါ်သွားမယ်ဆိုရင်တော့ကန်စိုးမိုးမောင်ကြပါပြီ။ဘာလို့လဲဆိုတော့ခလေးကိုချီပြီးသွားနေရင်လည်းအဲ့ဒီခလေးရဲ့ဝိတ်ကတဖြည်းဖြည်းနဲ့လေးလာမှာပဲဖြစ်ပါရဲ့ ဲ့ဒါကိုတတိထားမိပြီးတော့ငိုကြည့်လိုက်မယ်ဆိုရင်တော့ကလေးရဲ့မျက်နှာမဟုတ်ဘဲနဲ့အဖိုးကြီးတယောက်ရဲ့မျက်နှာကိုမြင်လိုက်ရမှာဖြစ်ပြီးတော့ကြောက်လန့်နေမယ်ဆိုရင်တော့မှပဲနောက်ကျသွားပါပြီအဖိုးကြီးမျက်နှာနဲ့ကလေးကအယံကိုမှလေးလာပြီးတော့ခြေထားတဲ့လူကလုံးဝမလွတ်နိုင်တော့ဘဲနဲ့ပြီးပြီးတော့တည်သွားမှာပဲဖြစ်ပါရဲ့ရှင်နောက်တစ်မျိုးကတော့စုခုမိုကာမီလို့ခေါ်တဲ့အသက်ဝင်လာတဲ့ပစ္စည်းတွေပါ စုကုမိုကာမီကတရေမကောင်းဆိုးဝါးဆိုတာထက်ဂျပန်လူမျိုးတွေယုံကြည်နေကြတဲ့အယူဝါဒတစ်ခုဖြစ်ပါတယ်။အဲ့ဒါကဘာလဲဆိုတော့ကျမတို့နေ့စဉ်အသုံးပြုနေတဲ့အရာဝတ္ထုတွေပစ္စည်းတွေရဲ့သက်တမ်းကအသုံးပြုလာတာနှစ်တရာကျော်သွားပြီဆိုတာနဲ့အဲ့ဒီပစ္စည်းတွေကအသိစိတ်ဝင်လာပြီးတော့သက်ဝင်လှုပ်ရှားလာတယ်လို့ပြောကြရပဲဖြစ်ပါတယ်။ပစ္စည်းတွေကခြေလက်တွေမျိုးလုံးတွေပေါက်လာတတ်ကြပြီးတော့ညဘက်ပိုင်ရှင်အိပ်ပြီဆိုတာနဲ့အသက်ဝင်လာတတ်တယ်လို့ပြောကြပါရဲ့ ။တာမန်အဖြစ်ဆိုရင်တော့သူတို့ကအန်တရယ်မရှိကြပါဘူး။လူတွေကိုအပြော့တဘောနဲ့ခြောက်လန့်တတ်ကြတာပါ။ဒါပေမဲ့အဲ့ဒီပြစ်စီတွေအသက်မဝင်ခင်မှာတော့သူတို့ကိုရိုရိုတိတိအသုံးပြုဖို့လိုပါရဲ့။တေချာအသုံးပြုဝယ်နဲ့ပြစ်ထားမယ်ဆိုရင်တော့ပိုင်ရှင်အိပ်ပျော်နေတဲ့အချိန်မှာသူတို့ကအသက်ဝင်လာပြီးတော့ပိုင်ရှင်ကိုတပ်ပြစ်ကြမှာပဲဖြစ်ပါရဲ့။ တကယ်လို့အခုကြည့်နေတဲ့လူလဲဒီအယူဝါဒကိုယုံကြည်ရဲဆိုရင်တော့ကိုတုံးနေတဲ့ပစ္စည်းတွေကိုရိုးရိုးတည်တည်အသုံးပြုတင်ပါရဲ့နော်မဟုတ်ရင်အဲ့ဒီပစ္စည်းတွေက အသက်ဝင်လာပြီးတော့တင့်ကိုစီးဝင်ချုပ်သွားနိုင်ပါရဲ့နောက်ဆုံးတစ်မျိုးကတော့ဘာခဲချူချင်လို့ခေါ်တဲ့စက်ကူမီရင်တရေပါဘာခဲချူချင်ကတော့ရှေ့မှာပြောခဲ့တဲ့စုခုမူကာမိတပ်ဝင်ပစ္စည်းတရေတွေထဲကနမဲကြီးရဲ့တရေတစ်မျိုးဖြစ်ပါရဲ့ ဂျပန်လူမျိုးတွေပြောကြတဲ့ဒဏ္ဍာရီတွေထဲမှာတော့အိမ်တွေမှာအသုံးပြုကြတဲ့ဆက်ကူမိအိမ်တွေကနှစ်တရာကျော်သွားပြီဆိုတာနဲ့အသက်ဝင်လာကြတယ်လို့ပြောကြပါရဲ့အဲ့ဒီအခါမိအိမ်မှာစီးမရဲ့ပစက်ကြီးနဲ့ရှင်လျားရဲ့ရှာကြီးတွေထွက်လာပြီးတော့ခြေရလက်တွေပေါ်လာတတ်ပါရဲ့ညာသောအဖြစ်ကရောသူတို့ကအန်တီရဲမပေးဘဲနဲ့ခရီးသားတွေကိုအပြော့အပြက်အနေနဲ့ပဲခြောက်လန့်တတ်ကြပါရဲ့ဒါပေမဲ့တချို့ဌာနယူတွေမှာတော့ အဲ့လိုမိအိမ်တွေကနာကြီးမုန်းတင်းမှုနဲ့တည်ထွားတဲ့ဝိညာဉ်တွေရဲ့နားခွရနေရာဖြစ်လာတယ်လို့လည်းပြောကြပါရဲ့တကယ်ပဲအမုန်းတရားတွေနဲ့ပြည့်နှက်နေတဲ့ဝိညာဉ်သားအသက်ဝင်နေတဲ့မိအိမ်တွေကိုဝင်သွားပြီဆိုရင်တော့အသက်တည်လောက်အောင်လို့၆လမှာပဲဖြစ်ပါရဲ့ရှင် ဒီလောက်ဆိုရင်တော့ကျမလူမျိုးတွေဒီနေ့အချိန်ထိကြောက်လန့်နေကြရဲမကောင်းဆိုးဝါးငါးခေါင်အကြောင်းဒီတော့လောက်ပြီလို့ထင်ပါတယ်နောက်ထပ်နေ့တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးတော့မှာမို့ channel လေးကိုစောင့်မျှော်ပြီးတော့ကြည့်ရှုပေးကြပါအောင်နော်အားလုံးပဲနေကောင်းကျမပါစေလို့ဆုတောင်းပေးနေတဲ့ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြရမှာနော်